centralized chain နဲ့ decentralized chain တို့ရဲ့ကြားကအားနည်းချက်အားသာချက်လေးတွေပေါ့အာတော်တော်များများလဲခုနကပြောရထင်မှာတော့ပါသွားပြီအာနည်းနည်းလေးဒီဘက်ပိုင်းကိုအားနည်းချက်အားသာချက်ပို့ပြီးတော့မြင်သာသွား slide လေးကိုကြည့်လိုက်မယ်ဆိုရင်တော့ပို့ပြီးတော့မြင်သာသွားမယ်ပေါ့နော်ဒါလေးထပ်ပြီးတော့ပြောခြင်းတယ် centralized chain တွေကဒီမှာအစိမ်းနဲ့ပြထားတာတွေကတော့အားသာချက်တွေပေါ့နော် centralized chain တွေက easy to use ဖြစ်တယ် beginner တွေအတွက်ပို့ပြီးတော့ အာရှင်ဒီကျွမ်းမှုဖြစ်နိုင်တယ်။ဘာလို့လဲဆိုတော့ဒီမှာကကျွန်တော် username username လို့ပြောရမယ် gmail ပေါ့နော် email email gmail ရှိုံနဲ့ဖွင့်လို့ရတယ်ပြီးရင် password တခုထားရမယ်။အဲ့တော့ Facebook account ဖွင့်တယ်လို့ပဲလွယ်လွယ်ကူကူပဲ gmail password ရှိုံနဲ့ဒီကျွန်တော် account ဖွင့်လို့ရသွားပြီ။ပြီးပြီဆိုမှနောက်ကနေမှ KYC တင်ရတာတပိုင်းပေါ့နော်။ KYC တင်တယ်ဆိုတာကလည်းကိုယ်မှရှိနေတဲ့ ID တခုခုနဲ့ အတိအမှတ်ပြုပြီးတင်ပြရတာဖြစ်တဲ့အတွက်အရင်ခက်ခဲခဲတော့မဟုတ်ဘူး KYC ကအဲ့ချင်းလေးအတွက်တင်တင်ပြရတာမျိုးမဟုတ်ဘူးဒီအကောင့်ကကိုယ့်ရဲ့အကောင့်အမှန်ကန်ဖြစ်ပါတယ်ဆိုတာမျိုးကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကိုကာကွယ်ဖို့အတွက်လည်းအသုံးပြုလို့ရနိုင်တယ်ဒီအတွက်လိုအပ်တယ်ပေါ့နော်ဘာလို့ကူကအငွေကြေးခွာချမှုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဒီလိုမျိုးတွေကိုကာကွယ်ဖို့အတွက်ကလည်းကျွန်တော် KYC ကလိုအပ်တယ်စန်ထရယ်အခြေအနေအတွက်အဓိကလိုအပ်တဲ့အချက်ပေါ့ ဒါကိုတော့အကျွန်တော်တို့ manager လေးတို့ခရဲမှာထည့်ထားတယ်။ဘာလို့လဲဆိုတော့ crypto သမားအများစုကကြတော့အဲ့လို identity ကိုပြရပြလိမရှိကြဘူးပေါ့နော်။မရှိကြတဲ့အတွက်မပြချင်ကြဘူး။သို့တော့ social agent တွေမှာကြတော့အဲ့ဒီလိုလုပ်လို့မရဘူး။မပြဘူးဆိုရင်ငွေကြေးခွာချမှုတွေအများကြီးဝင်လာမယ်။ဥပဒေရေးရာတွေရရှင်းရမယ့်ကိစ္စတွေအများကြီးဝင်လာနိုင်တယ်။အဲ့ဒီအတွက်အာ KYC လိုအပ်တဲ့အဆင့်လေးတွေတော့ရှိတယ်။ပြီးတော့ စင်ထရယ်လိုက်အခြေအနေကသူ့ရဲ့သက်ဆိုင်ရာစာဘာအလိုက်ပဲရန်ဂျာတာဖြစ်တဲ့အတွက်ဒီစင်ထရယ်လိုက်အခြေအနေနဲ့စာမယ်ဆိုရင်ပို့ပြီးတော့အမြင်မြန်ဆန်းဆန်းလုပ်လို့ရတာမျိုးတွေရှိတယ်အသုံးပြုသူကလည်းစင်ထရယ်လိုက်အခြေအနေမှာသုံးတဲ့သူတွေကပိုများတယ်အဲ့ဒီအတွက် user များတဲ့အတွက်သူ့ဘက်မှာရှိနေတဲ့ liquidity ကလည်းပို့ပြီးတော့များတယ်အကြောင်းဝယ်လုပ်နေတဲ့သူတွေလည်းတော်တော်များတယ်ဒီစင်ထရယ်လိုက်အခြေအနေနဲ့စင်ထရယ်လိုက်အခြေအနေရှင်းမှာဆိုရင်အပြတ်သက်ပွားနေသေးပါ ဒါကအယောင်းဝင်လုပ်တဲ့သူနဲ့ရှင်ရတာပေါ့နော်နောက်တစ်ခုက centralized အခြေအနေမှာက တခုခုကျွန်တော်တို့ပြဿနာတက်ပြီး error တက်ပြီးဆိုရင်သွားပြီးတော့မေးလို့ရတဲ့ customer support တွေရှိတယ် customer support ကိုသွားမေးမေးပြီးသွားပြီးဆိုရင်ဒီငါအကောင့်ကဒီလိုဒီလိုတွေဖြစ်နေတယ်ဘာဖြစ်တာလဲအဲအဲ့လိုကောင်မျိုးမေးတဲ့အချိန်မှာပြန်ပြီးတော့ကူညီပေးမဲ့သူတွေအစင်သင်ရှိပါတယ်သို့တော့ကျွန်တော်တို့ crypto သမားတွေတုံးလို့ရှိရဲ့ sample လေးတခုပေါ့နော် not you are key not you are crypto ဆိုတဲ့အတိုင်းပဲအဲ့ဒီအတိုင်းတော့မဟုတ်တော့ဘူးเนาะကျွန်တော်တို့အာကိုပိုင်တဲ့ key မဟုတ်ဘူးဆိုရင်ကိုပိုင်တဲ့ crypto မဟုတ်ဘူးဆိုတာမျိုးတွေ crypto သမားလေးပြောကြတယ်ဒီတိုင်းပဲကိုရဲ့ပိုင်ဆိုင်မှုတွေကို centralized အခြေမှသွားထားရတာဖြစ်တဲ့အတွက်ဒီ company ရဲ့စီမံခန့်ခွဲမှုအောက်မှာအပြေအဝါရှိနေတယ်အချိန်မီကိုရဲ့ account ကို freeze လုပ်ပစ်လိုက်တာမျိုးတွေ account ကိုပိတ်ချလိုက်တာမျိုးတွေလုပ်လို့ရတယ်တကူကူအာ အထားပါတော့အကြောင်းပြချက်ရှိမှာပေါ့နော်ဥပဒေနဲ့မညီညွတ်လို့မင်းအကောင့်ကတော့ပိတ်ချထားတယ်အပြန်ပြီးတော့အကောင့်ဖွင့်ဖို့အတွက်လိုအပ်တဲ့ service ဆားတဲ့နေတင်မှာဒီလိုမျိုးတွေအချင်းတွေဘက်ကအခြေမြေတောင်းဆိုတာမျိုးတွေခံရနိုင်တယ်နောက်တစ်ခုကဒီ company ကနောက်ကွယ်မှာမဟုတ်တာတွေလုပ်နေတယ်ဆိုရင်လည်းကျွန်တော်တို့မသိနိုင်ဘူးရှေ့မှာဒီလိုမျိုးသွားထားတဲ့အတွက်음ပြိုလဲသွားတဲ့ company တွေရှိရယ်လော်လော်လတ်လတ်ဆိုရင်တော့တိတ်မကြသေးခင်ကာလာတွေအတွင်းမှာ FDA အချိန်ပြုလဲသွားခဲ့တာရှိတယ်။ FDA အချိန်ကြာဘူးရမယ်လို့ထင်တယ်။အကောက်လေးပေါ့နော်ကျွန်တော်တို့ကတော့သူ့ကိုချစ်စနုံးနဲ့အကောက်လေးလို့ခေါ်တယ်။သူ့ spare လို့ကောက်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 လေးလေးနဲ့မလို့ပေါ့နော်။အာသူကအဲ့လိုအာအချိန်တစ်ခုပြုလဲသွားတဲ့အချိန်မှာ သူ့ရဲ့အကြောင်းနေနောက်ွယ်ကမကောင်းတဲ့အကြောင်းအရာတွေကပေါ်လာတာပေါ့နော်။အချိန်ကို run နေတော့ဆိုရင် FDA အချိန်ကို run နေတဲ့အချိန်မှာအကောက်လေးက လုံးဝလူကောင်းမယ်ကျွန်တော်တို့ကြိုပြီးတော့ဒီလူဒီလူလောက်သွားမယ်ဆိုတာမျိုးလည်းမသိကြ Nest Daily လို့ပုံစံမျိုးတွေက interview တွေလုပ်တဲ့သူကိုအဲသူကလုံးဝတက်တက်လို့စားတဲ့သူပေါ့နော်သူမှဆိုရင်ကားလေးကသူများရဲ့လို့ကားကောင်းစားကြီးလည်းမစည်းပါဘူးပေါ့ကားဆုပ်လေးပဲရှိပါတယ်ဒီလိုမျိုးတွေပေါ့နော်အများကြီးကြုံရတဲ့အချိန်မှာအော်အဲဒီလူကပေါ့နော်အာ CEO တွေမှာအဲတေချာပေါ့အာ crypto နဲ့ပဲမှာရိုးသားစူးစားတဲ့ဖိုတခွားပုံစံလေးပေါ့နော် သို့တော့နောက်ကွယ်မှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကမထိနိုင်တော့တဲ့အချိန်မှာပေါ်လာတဲ့အချိန် FTSA ချိန်ပြိုလဲသွားတယ်။ FTSA ချိန်မှာတော်ပြီးတော့ငွေထည့်ထားတဲ့သူတွေဆုံးရှုံးမှုတွေဖြစ်ကြတယ်။အာဒီလိုမျိုးပြဿနာတွေလည်းရှိနိုင်တယ်။ဒါက centralized chain တွေမှာကြုံရတဲ့ပြဿနာ။ဒီလိုပြဿနာတွေကိုအသက်နိုင်ဆုံး short ချဖို့ဆိုရင် decentralized chain တွေကကူညီပေးနိုင်တယ်။ကိုကဒီ assets တွေကိုလုံးဝ fully control ရမယ်။ကိုရဲ့ key ကကိုယ့်ရဲ့ crypto ဆိုတဲ့တမ်းနဲ့ကိုယ့်ရဲ့ key ကကိုယ့်ရဲ့ access တွေပဲကိုယ်ပဲထင်ချင်းထင်သိရမယ်ဘယ်သူမှလာပြီးတော့ထင်သိပေးမှာမဟုတ်နောက်တစ်ခုကဟို KYC အနေနဲ့အာအများစုမလိုအပ်ဘူးပေါ့နော် KYC တင်စရာမလိုဘဲနဲ့သုံးလို့ရမယ် crypto wallet တစ်ခုရှိဖို့ပဲလိုတယ်အာနောက်တစ်ခုကဒီ security အရပြန်ကြည့်မယ်ဆိုရင် exchange နေလိုမျိုး hack ခံရပြီးတော့ exchange bank wallet ကြီးပါသွားတယ်လို့ဒီလိုမျိုး risk တွေကိုအတန်းတိုင်းဆုံး short ချနိုင်မယ် အချင်းပိုင် wallet ကြီး hack ခံရတယ်ဆိုတာကပိုင်ပင်းမှာလည်းဖြစ်ခဲ့မှုတွေပေါ့နော်အာ crypto SGB token တွေဝယ်ပြီးတော့ crypto အကြောင်းကိုနည်းနည်းတိမိခောက်မရှိရသူတွေဆိုရင်တရင်းလေးတစ်ခုကြားဖို့ရမယ်လို့ထင်တယ်ပိုင်ပင်းရဲ့ wallet hack ခံပြီးတော့ crypto တွေပါသွားတဲ့တရင်းလေးအိမ်မကြတိကံမှာဖြစ်သွားခဲ့တယ်အဲ့ဒီလိုပုံစံမျိုး centralized exchange မှာဆိုရင်ကြုံရနိုင်တယ်သို့တော့ဒီ centralized exchange မှာကကို device ကိုရဲ့ account လုံခြုံထားတဲ့၍ လုံခြုံနိုင်တဲ့ဆိုတဲ့ပုံစံမျိုးတွေရှိတယ်။သို့တော့အာ Gatsby အနေနဲ့ဈေးကြီးနိုင်တယ်။ဘာလို့ Gatsby အနေနဲ့ဈေးကြီးရတယ်လဲဆိုရင် centralized အခြေအနေမှာကျွန်တော်တို့က trade position တခုဖွင့်လိုက်တယ်။ဒီ trade position ဖွင့်နိုင်ရင်တော့ပတ်သက်လို့နားမလည်လေပြဿနာမရှိဘူးเนาะ။အာ default မှာ Nova ကကြီးကြီးရနေပြီးတော့ဒီအကြောင်းအရာတွေနဲ့မျှဝေပေးဖို့ရှိနေတယ်။အဲ့တော့တော်ရိတ်က centralized အခြေအနေမှာ trade position တခုဖွင့်ပြီဆိုရင်အဲ့ဒီ position ကိုကို ကြိုက်တဲ့အချိန်ကြိုက်တယ်လို့ cancel လိုက်လို့ရတယ်ဟာစိတ်ပြောင်းသွားပြီပေါ့နော်အယောင်ဝင်မလို့ချင်တော့ဖြတ်လိုက်ပဲဖြတ်လိုက်ဘာ face မှပေးစရာမလိုအဲ့ aura အယောင်ဝင်မဖြစ်တဲ့၍ဘာ face မှပေးစရာမလိုကြိုက်တယ်လို့ဖြတ်ကြိုက်တယ်လို့ create လုပ်လို့ရတယ်သို့တော့ decentralized အချိန်မှာအဲ့လိုလုပ်လို့မရအောင်ကျွန်တော်တို့က position တစ်ခုဖွင့်မယ်လို့ဝင်လိုက်ပြီဆိုတာ ਨੇ ပထမဆုံးစပြီးတော့ဘာပေးရလဲဆိုတော့ gas fee ပေးရတယ် smart contract ပုံမှာအလုပ်လုပ်တာဖြစ်တဲ့အတွက် gas fee တွေပေးရမယ်ကိုက စိတ်ပြောင်းသွားလို့ဒီ position ကိုပိတ်ချင်တယ်ဆိုရင်ပိတ်လိုက်တဲ့အတွက် gas fee ပြန်ပေးရမယ်အဲ့တော့ transition တစ်ခုလောက်တိုင်းလောက်တိုင်းမှာ gas fee တွေပေးရတယ်ဒါကဒီ centralized exchange မှာရှိတဲ့အားနည်းချက်တစ်ခု centralized exchange မှာအဲ့လိုမဟုတ်ဘူးကိုကြိုက်တယ်လို့ trade position တွေကိုဖွင့်အာပိတ်လုပ်လို့ရတယ်အယောင်းဝယ်မဖြစ်သေးရေး fees မပေးရအယောင်းဝယ်ဖြစ်ပြီဆိုရင်တော့အာ fees တချို့ပေးရတယ်အဲ့ဒါက gas fee မဟုတ်ဘူး exchange ကိုပေးရတဲ့ exchange အတွက်ဝန်ဆောင်ကဘူးအဲ့ဒီဝန်ဆောင်ကတခု့ ေးရတယ်ဒါက centralized အခြေအနေဘက်ကအားသာချက်လို့ပြောလို့ရတယ် decentralized အခြေအနေမှာတော့အာတခုခုခွင့်လိုက်ပြီးဆိုတိုင်း gas fee ရတရားပေါ့ကုန်ပြီးသားအဲ့တော့ဒါဆိုရင်တော့ centralized အခြေအနေနဲ့ decentralized အခြေအနေကြားကအားနည်းချက်အားသာချက်တွေကိုတည်သားချမယ်လို့ထင်တယ်